တို့ကတော့ရေရာရှိအပတ်စဉ်25ပြည်သာ96အလုတ်ကိုစဝင်တာတော့တို့1989ခုနှစ်တည်းကစပြီးတော့တရင်တက်ဖွဲ့မှာ SB ဘုံလို့ခေါ်တာပေါ့နော်တရင်တက်ဖွဲ့ဘုံအနေနဲ့ခြားဆက်ရစတဲ့ဝင်ရောက်ခဲ့တယ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာကတော့ရန်ကုန်တိုင်းဒေသကြီးတရင်ရက်တက်ဖွဲ့ပေါ့နော်တရင်ရက်တက်ဖွဲ့ပါကျွန်တော်ယာယီရဲမှု ေတဲ့တာဝန်ထမ်းဆောင်မှုကျွန်တော်က CDN ကိုစလုပ်ဖြစ်တာတော့26ရက်လ2021ကစပြီးတော့ CDN ဒီလုပ်ငန်းတာဝန်တွေကိုသုံးခွာပြီးတော့မှအိမ်ကထွက်လာတာပေါ့နော်25ရက်နေ့တည်းကလုပ်ကိုသွားတော့ဘူးပေါ့နော် ထွက်လာပြီးတော့က26ရက်နေ့မှာနေအိမ်ကပါသုံးခွာသူအဲ့ဒီကိုလုပ်ကနေပြီးတော့ ထွက်လာခဲ့တယ်26ရက်နေတည်းကနေပြီးတော့ဖတ်တင်ထွက်ပေါင်းခဲ့တယ်။ဘာကြောင့် CDN ဝေရလဲဆိုတော့စစ်ကောင်စီစက္ကဆာကနေပြီးတော့သူတို့ဗတရားအာဏာသိမ်းလိုက်ပြီးတော့သူတို့လက်အောက်မှာစက်မလုချင်တော့ဘူး။သူတို့ခိုင်းတဲ့တာဝန်တွေကိုလည်းမလုချင်တော့ဘူး။ဒီစစ်ကောင်စီရဲ့ရန်လျားကြီးမှလည်းသစိမ့်တသေးသားလည်းမပါဝင်ကြတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ဗတရားတော်ဒီနဲ့ ဒီတိုင်းပြည်ကိုညွန်လဲကိုနှစ်ပေါင်းများစွာဆွဲချအောင်မဲ့ဆိုတာတည်တဲ့အတွက်သူတို့ကိုမလုပ်ချင်ဘူးနောက်ပြီးတော့ဒီသန္တာပြတဲ့သန္တာပြတောင်းဆိုကြတဲ့ဒီဇက်လေးတွေဒီဒီယံဝန်ထမ်းတွေဒီပြည်သူတွေနဲ့အတူလက်တွဲကျင်လို့ဒီလုပ်ငန်းကြီးကိုဒီတပ်ဖွဲ့ကိုဆုံးဖြတ်ပြီးတော့ပြည်သူရင်ွယ်တွေကိုဒါကိုဝင်ရောက်လာတယ်ဝင်ရောက်လာတာပဲရည်ရွယ်ချက်ကတော့ကိုယ်တော်ပိုင်းကိုကိုရေးခြင်းပဲအဲ့ဒါကြောင့်ဝင်လာတာ နှစ်30ကျော်တာဝန်ထမ်းဆောင်ပြီးတော့ကျွန်တော်တို့ကရတဖွဲ့အသက်က54နှစ်ဒီအသက်ရွယ်နဲ့ဒီနှစ်လောက်ကြီးပြေးဆက်ပြီးတော့ကျွန်တော်တို့ဒီရတူရတာရတဖွဲ့တဲ့ကဆိုရင်ရဲစစ်တယောက်ကနောက်ဆုံးရနိုင်တဲ့ရတူလို့တော့ပြောလို့ရတာပေါ့နော်အဲဒီကျန်တဲ့ဟာတွေကတော့ရှာရှာပေါ့ပွားလေးပေါ့ဒီဒီလိုကျွန်တော်တို့ပုံမှန်သွားနေတဲ့သူတွေကဒါလောက်နေနေပြီးသွားကြတာများတာပေါ့ကျွန်တော်တို့မိသားစု ျွန်တော်တို့ဒီတံပိုးထားသလိုပြီးသားစုကလည်းတံပိုးထားတာပေါ့ဘာပဲဖြစ်ဖြစ်လေသူ့ပြည်ရဲမှုဆိုတဲ့ဟာသူ့ယောက်ျားရဲမှုဆိုတဲ့ဟာဟိုတနည်းပြရလည်းတံပိုးထားတာဒါပေမဲ့ကျွန်တော်တို့ကဒီလုံရက်တွေကိုသုံးခွာကြတယ်သုံးခွာတဲ့အတွက်တင်တာလာတွေကမိသားစုတင်တာလာတွေကအများကြီးပေါ့အဲ့ဒီချက်လေးမိမာတဲ့ဒီတိုင်းပြစ်ထားခဲ့ရတယ်ကျွန်တော်တို့စီစဉ်ခဲ့ရတယ်ဒီအမျိုးသမီးဆိုလဲဒါသူ့ရဲ့ရင်တော့သူရင်တော့ ဒီစံတော်ချိန်ကလည်းစာရေးတယ်စာရေးဆရာမအေးဥက္ကလာဆိုစာရေးတယ်စာရေးပြီးသူ့ဘက်သူပန်းပင်ဆိုင်လေးပေါ့နော်အင်ဒိုပလန်ဆိုင်လေးဖွင့်ဖို့အတွက်ကိုပလန်ကိုဆိုင်လေးစဖွင့်ကစားပဲရှိသေးတယ်သူအေးစုသေးတယ်ပဲပေါ့နော်ကျွန်တော်တို့ဖြတ်သန်းကြဖို့အတွက်ကိုပန်းပင်ဆိုင်အင်ဒိုပလန်ဆိုင်ဖွင့်ပြီးတော့ကလုံုံရှိသေးတယ်အကုန်လုံးတအားပန်းချစ်ပြီးတော့လုပ်တော့အကုန်လုံးပြစ်ထားခဲ့ရတယ် နောက်ပြီးသားသားတွေသားတွေတပီးတွေဆိုတဲ့ဒါတပီးကင်ဆိုတဲ့ဒါသူအလုတ်ကန်ရတာလုံဆဝင်ရတော့မဲ့အချိန်တရက်အောင်ပြီးသူ့ရဲ့ digital ပကြီးနဲ့အလုတ်ဆဝင်တော့မဲ့အချိန်နောက်ပြီးကလေးတွေအနာဂတ်တွေလုံးဝသုတ်ပြတ်တတ်အောင်လို့သူ့ရဲ့လုပ်ရကြောင်းပြဆရတာပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့ကျင့်သူရဲ့တပွဲကုန်သိက္ခာဆိုတာကျွန်တော်တို့သင်တန်းကျောင်းတွေမှာလည်းပြောခဲ့လို့ ပြောခဲ့တည်သူရဲတပ်ဖွဲ့ဒီရဲ့ဂုံသိက္ခာကတည်သူရဲတပ်ဖွဲ့ဆိုတာကိုစတိတကြနဲ့တည်တည်ချာချာလုပ်ဝင်ဆိုရင်ဒါကျွန်တော်ကုသူတော်ရတယ်ဒါပြည်သူကိုတရားသောနိလန်နဲ့ကာကွယ်ဆောင်ရှောက်တာဒါလူလူချင်းကိုမှန်ကန်တဲ့တရားဥပဒေပေါင်းတွင်းရတယ်ပြန် ဆောင်လျှောက်တာအလုပ်လုပ်ရေးကြွယ်ကူရေးပါလို့လုပ်လုပ်ရေးဒါကုသိုလ်ရနိုင်တဲ့အလုပ်တစ်ခုဖန်းစီတယ်ဖန်းစီတယ်ဆိုတော့ဥပဒေပေါင်းကိုကျော်တဲ့သူတွေကိုဖန်းစီတာဒီကာကွယ်တယ်ကာကွယ်တာဥပဒေပေါင်းတွင်ရနေတဲ့ပြည်သူကိုကာကွယ်တယ်ခင်ဗျဒါကကောင်းမွန်တဲ့အလုပ်ဖြစ်တယ်အဲ့ဒီအတွက်ဒါချက်ဖတ်ထားတဲ့ဘူဝါဒအလုပ်ကဒါတိတ်ခါရှိတဲ့ဒေသရောက်ပဲရဲနေသားပဲရဲဒီက ရဲ့လုပ်ငန်းတာဝန်တွေကဘာလဲဆိုတော့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းသစ္စာ၄ချက်တွေဆိုရတယ်ပြုရတယ်ဆိုတော့နိုင်ငံတော်နဲ့နိုင်ငံသားတွေကို ကာကွယ်ဖို့ပဲနောက်တစ်ခုကနိုင်ငံတော်နဲ့နိုင်ငံသားတွေကိုတရားဥပဒေနဲ့အညီကာကွယ်စောင့်ရှောက်ဖို့ကကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရဲ့အဓိကတာဝန်ပဲဒါတပ်မတော်အနေနဲ့ရတော့ပြည်ပရန်နဲ့ဒီအကြံဖက်မှုတွေကိုတွန်းလှန်ဖို့ရဲတပ်ဖွဲ့ဝင်တွေရတော့ ပြည်သူလူထုပြည်သူပြည်သူလူကိုကျွန်တော်တို့ကဥပဒေနဲ့အညီအကာအကွယ်ပေးရမယ်ဥပဒေဆိုတာကအခုစစ်ကောင်စီရထုတ်တဲ့ဥပဒေမဟုတ်ကိုလုတ်ချင်တာကိုကိုလုတ်တဲ့ဥပဒေမဟုတ်တရားတော်ဒီနဲ့ထုတ်ထားတဲ့ဥပဒေကြောင့်ကကာကွယ်ပေးရမယ်တာဝန်ရရဲတပ်ဖွဲ့တာဝန်ရအဲ့ဒီရဲတပ်ဖွဲ့တာဝန်တွေကိုကိုလစ်လူရှုပြီးတော့ကအခုအချိန်မှာမဟုတ်ပါဘူးဒုတ်တဲ့သူတွေလက်တစ်ချိန်ချိန်မျိုးကတော့လုတ်ခဲ့တာအခုအချိန်ကတော့ ထင်သာမြင်သာဖြစ်စွာနဲ့ဒါမယိမ်းစွာနဲ့ပဲပြည်သူဘက်ကိုပြောင်းလဲပြီးတော့မှပြည်သူကိုတကယ်ရိုင်းပြစွာဆက်ဆံပြီးတော့လုပ်ချင်တာလုပ်နေတဲ့အချိန်ခါပဲဖြစ်ပါတယ်ပါပါတယ်ပါပါတယ်သူတို့စောင့်ထရမယ်ဆိုတာကအခုတက်မလို့သားပဲဖြစ်ဖြစ်ရဲတပ်ဖို့ပဲဖြစ်ဖြစ်သစ္စာလေးချက်တွေသို့လေကြတယ်ဒါပေမဲ့ ဒီတရားပါအဓိကကနိုင်ငံတော်နဲ့နိုင်ငံသားဆိုတော့နိုင်ငံသားဆိုတော့ပြည်သူလူထုပဲအဲ့ဒါလေးကိုအသက်ပေးပြီးတော့ကာကွယ်ရမယ်လို့ပြောထားပြီးတော့ပါဟာအခုနိုင်ငံတော်ကြီးလည်းပျက်စီးဆုံးရှုံးသွားတယ်ဒီကိုဗစ်ကာလနဲ့ပျက်စီးဆုံးရှုံးတယ်သူဆုံးရှုံးပြီးတော့နလန်ထကန်ဒီမှာဒီဒီအာနာမက်တဲ့လူတစုရဲ့ဘင်းအောင်လည်းကိုဂျိုးကြောင့်မို့လို့တိုင်းပြည်မျက်နှာကိုမထောက်ပြည်သူမျက်နှာကိုမထောက်ပဲနဲ့တဦးတယောက်ရဲ့ကောင်းစားရေးအတွက် စုတပွဲကောင်းစားရေးအတွက်လှုပ်ချင်တာလှုပ်လိုက်ကြတဲ့အတွက်ဒီပြည်သူသူတို့မှလည်းသူတို့အုပ်ချုပ်တဲ့တာဝန်ရှိတယ်လေ။ခေါင်းဆောင်သူတို့မှလည်းတပ်မတော်သားတာဝန်ရှိကြပဲ။ဒီလူတွေကိုတည်းမှလည်းကျွန်တော်တို့မှလည်းရှိကြပဲ။တပ်ဖွဲ့ဝင်တိုင်းမှလည်းရှိကြပဲ။ရှိတယ်ဆိုတဲ့ဥပဒေတွေချမှတ်ထားတဲ့စီမံစီမင်းတွေကိုတိုးဖောက်ပြီးတော့မှမတရားသဖြင့်အာဏာသိမ်းလိုက်တယ်။ဒါသူဝဆသူချိုးဖောက်ပြီ ူကစချိုးဖောက်ပြီးတော့ဗတရားသဖြင့်အာနာသိမ့်လိုက်တယ်သိမ့်လိုက်ပြီးတော့သူ့တကူကောင်းစားရေးလောက်တာပြင်ကြည့်ပြီးတော့တကယ်မလုံတဲ့တဲ့အချိန်မလုံတဲ့တဲ့အခါကျမ်းပါရေးကပ်ပြီးတဲ့ဒုက္ခတွေရောက်နေတဲ့အချိန်မှာတကူကောင်းဆန်သွားနဲ့လုတ်ခဲ့တဲ့အတွက်သူကလည်းကျင့်ဝတ်နဲ့မကြည်အောင်ထိတ်ဆုံးကဖောက်လိုက်တာပြီးတော့အောက်ကငေသားတွေကိုပါအတင်းအာရပဆိုးသွမ်းပြီးတော့ဖောက်စီကြည့်တာအော်သူပြုတ်ဆွဲပြီးတော့ပါထောက်ခိုင်းနေတဲ့အာမျိုးအတွက် ဒီကျွန်တော်တို့ရဲ့ဒီကျင့်ဝတ်ဒီသိက္ခာတွေဆိုတာကိုချိုးဖောက်တာတော့ပြောစရာစကားတော့မရှိတော့ဘူးပေါ့ကျွန်တော်တို့ဒီအာရတိန်ဖြစ်စဉ်တွေဖြစ်စဉ်တွေဖြစ်တဲ့ဖြစ်တဲ့ချိန်မှာဒီဇက်လူငယ်လေးတွေကအာတကယ်ဒီထောင်ချောက်တဲကိုမဝင်ဘူးအသိဉာဏ်ရှိစွာနဲ့အာပြည်သူရဲ့ပြည်သူရဲ့ဆိုပြီးတော့ ပြောပြီးတော့ပါဒီရဲတွေကိုသိလိုက်ပါပါမဖြစ်အောင်အကြံပြန်မဖြစ်အောင်လို့သူတို့လိုက်လိုက်ရိုးရိုးနဲ့ဆက်ဆံကြတယ်။ပြည်သူရဲပြည်သူရဲဆိုပြီးအာပြည်သူဖြစ်တဲ့ပြည်သူရဲဆိုပြီးတော့လုပ်ကြတယ်။သူတို့ရဲ့လူလားချက်ကရဲတွေကိုအလုံးရှုပ်အောင်လို့လှုပ်ရှုပ်ပြီးတော့ပါလူဆိုတာအလုံးရှုပ်တယ်။ငတ်လာတယ်စာလာတယ်ဒေါသဖြစ်လာတယ်ဖြစ်လာအောင်သူတို့ဆွပြီးခိုင်းတယ် ဒါပေမဲ့ကြီးစက်တယ်တအားတော်တယ်အဲ့ကလေးတွေကဒီပြည်သူလူထုကတအားတော်သွားတဲ့ဒီရဲတပ်ဖွဲ့တွေကိုဟိုတပ်ဖွဲ့ဝင် အောက်ခြေတပ်ဖွဲ့ဝင်တွေကိုရေဘူးတွေပြေးကြတယ်ဒါဒါဒီမြေမှာပါပြေးကြတယ်စားစရာတွေပြေးကြတဲ့ချိန်မှာပြည်သူနဲ့ရဲတပ်ဖွဲ့ကတော်တော် close ဖြစ်သွားတယ်ဖြစ်သွားတဲ့ဟာအဲ့ဒီပါတယ်ပဲဒါသူတို့မလို့ခြင်းတဲ့ပုံကြီးဖြစ်တဲ့အတွက်ရဲတပ်ဖွဲ့ကိုတမ်ပရန်နဲ့ ဆက်ဆံမှုအတွက်ကိုအမိန်ပေးခိုင်းစီမှုတွေကနောက်ပိုင်းဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစပြီးတော့တမ်ပရန်နေဖြစ်လာတဲ့အတွက်ပြည်သူတွေရင်းနေရဲရဲတပ်ဖွဲ့တွေခိုင်းစီတာတွေကကြမ်းတမ်းလာတယ်အဲ့ဒါတွေလားဆိုတော့မဟုတ်သေးပြန်ရဲတပ်ဖွဲ့တွေရဲ့ရဲတပ်ဖွဲ့ဝင်ရဲ့ဝစ်ဆုံဟိုတိုးကျူဉာဏ်မှာဆိုတဲ့နေသက်တွေတာဝန်ထမ်းဆောင်နေတဲ့တကယ်ကျမ်းပိဆိုတဲ့တပ်မတော်သားတွေကို ဝတ်ခိုင်းတယ်။တမလို့သားတွေကိုဝတ်ခိုင်းတယ်။ဝတ်ခိုင်းပြီးတော့ကြိုက်ခိုင်းတယ်ဒီကွာရီနဲ့ပစ်ဒီနေနဲ့သူရဲဝတ်ဆုံးဖျို့ဖျဲတွေဝတ်ပြီးတော့ရဲဝတ်ဆုံးအတုတွေသူတို့စစ်တပ်ကတမလို့ထေကျုံဆက်ယုံကချုပ်တဲ့ရဲဝတ်ဆုံးတိတာပါတယ်။ရဲဝတ်ဆုံးတစုံချုပ်ဖို့ဆိုလွယ်တာမဟုတ်ဘူး။ထိုင်းချုပ်တဲ့တစ်ထပ်ချုပ်ဘူးနဲ့ပေချာချုပ်ရတာကိုစစ်တပ်ကနေမှဆက်ယုံကချုပ်တဲ့ဝတ်ဆုံးသူတွေပက်ဒစိတ်တွေရွေးဆောင်နေတဲ့ဟာတွေနဲ့ ခိုင်းတယ်အဲ့ချိန်မှာလဲရဲပွဲစုံတွေနဲ့ရိုက်ကြနှက်ကြနေတာတွေ့ရတယ်တွေ့ရတော့မရှိလဲဆိုတော့ရဲပွဲစုံဆိုတာသူတို့မျက်နှာဖုံးတက်ထားတဲ့သူမဟုတ်မဟုတ်တာအကုန်လုံးသူလိုပဲလေသူကစစ်သားစစ်သားပဲမဲ့စစ်သားမဟုတ်တော့ဘူးရဲပွဲစုံဝင်လိုက်တဲ့အတွက်လူတွေကငါ့ကိုစစ်သားလို့မထင်ဘူးငါမှန်းလည်းမသိတော့ဘူးအဲ့တော့ရိုက်ပဲကွာလုံးပဲကွာချပဲကွာဆိုတာလူတွေဖြစ်တော့ဒီကျွန်တော်တို့ရဲ့ ဝိဆုံဒီနဲ့ကျွန်တော်တို့ဒီကိုလုပ်တယ်မိသက်တွေကိုပေးဝတ်တယ်မိသက်တွေကရေတွေနဲ့ပတ်တဲ့အချိန်မှာလည်းရေဝိဆုံတွေနဲ့မိသက်တွေကိုလည်းခိုင်းစေတာတွေရှိတယ်ကြည့်တဲ့အတွက်ကြောင့်မလို့ဂျဲတက်ဖို့တွေကဝင်တွေကလုံးဝဂုံတိတ်ခါဂုံတိတ်ခါကြာစင်းခဲ့ရတယ်ကြာစင်းခဲ့ရတဲ့ဖြစ်စဉ်တွေကနောက်ပိုင်းကျတော့လည်းအခုကျတော့လည်းကြက်တွေခိုးတယ်ရေဝိဆုံတွေလည်းကြက်တွေခိုးတယ် ဟိုဝတိကပြောတိတိယူတဲ့ရပလေးတွေယူတယ်ဟိုမိတဲ့သူတွေတရားပတ်စံတွေတောင်းတယ်လှုပ်ချင်တိုင်းကိုလှုပ်နေတဲ့ရဲတွေဖြစ်သွားပြီဖြစ်သွားပြီအဲ့ဒီမှာလည်းကျွန်တော်ကတော့ရဲတွေဘက်ကကာကွယ်ပြောတာတော့မဟုတ်ဘူးရဲတွေကအဲ့လိုစိတ်ရှိတဲ့ရဲတွေလည်းရှိတယ်အဲ့စိတ်မရှိတဲ့ရဲတွေလည်းရှိတယ်ကျွန်တော်တို့ရဲတွေပါတခိုးတပြားတွေသူ သူနင်းပေါ်ပြအကျင့်ပြချစားတဲ့ရဲတွေရှိပြီးတော့နောက်ထပ်တစ်ခါအယောင်ဆောင်ရဲတွေပါရှိတယ်လို့ကျွန်တော်ခံစားဘာဖြစ်လို့လဲဆိုတော့ဒီဝိသုံကကျွန်တော်တို့ကစနစ်တကျဝိသရမျိုးမတွေ့ရဘဲနဲ့တချို့သူဖယုဖယဲကိုယုကာယကြီးတွေဝိတဲ့အတွက်ကျွန်တော်ထင်ပါတယ်ဒီမဘာသာလူလူချမ်းတွေကျွန်တော်တို့အရေးကိုစန္ဒပြပွဲတွေမှာကျွန်တော်တို့ဘူတာကြီးတန်းကဒုတ်နဲ့ဆိုင်ဆိုင်ကြတဲ့အဲ့လူကောင်စားမျိုးတွေယူနီဖောင်းဝတ်ထားတယ်တို့တော့ တတော်တန်တရားရှိတယ်ရဲတွေလည်းပါပါတယ်ဆိုတော့အဲ့ဒီလူဓာတ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲတပ်ဖွဲ့ပုံရိပ်ကလည်းကြာဆင်းတော့ပါတယ်ရဲတပ်ဖွဲ့ပုံရိပ်ကဘလူးဆောင်ကောင်းလာအောင်ဘလူးဆောင်ရက်ကမလဲဆိုတော့ရဲတပ်ဖွဲ့ပုံရိပ်ကတော့ဒီတိုင်းကောင်းအောင်လုံးလုံးစင်မှာရဲတပ်ဖွဲ့ဝေပေကတတိရှိကိုပုံရိပ်ကိုကောင်းအောင်လုပ်ကိုပုံရိပ်ကိုကောင်းအောင်လုပ်ကိုကိုကိုတည်သူနဲ့သသားနဲ့ကြအောင် ပဲပြောင်းတဲ့အချိန်မှာပဲပြောင်းကိုကိုသူများဘုခ္ခရေတော့တိုင်းဘုခ္ခရေတောင်းတဲ့ကိုလုံးဆရာရှိတာကိုလုံးဒါပေမဲ့တပ်ဖွဲ့ကြီးကတော့သိပြန်လဲဖွဲ့စည်းပြီးတော့မှဒီယူနီဖောင်းဟာအစပြောင်းရမယ်လူဝါအစပြောင်းရမယ်ကျွန်တော်တို့အစပြောင်းပလိုက်ကိုလုံးအစ်စ်နဲ့တကယ်လူငယ်တွေနဲ့ပြန်လဲဖွဲ့စည်းမှသာဖြင့်ပြည်သူလက်ခံနိုင်တဲ့ရဲတပ်ဖွဲ့တစ်ခုပြန်ဖြစ်လာအောင် အဲကျွန်တော်ကတော့ခုနပြောသလိုကျွန်တော်ကတော့စခန်းရဲတဲ့မနေဘူးဘူးလက်သက်ရင်းလည်းမနေဘူးကျွန်တော်ကတည်ရင်းတဲ့ဘက်မှာပဲစပြီးတော့ဒဲဘဝနေပါလို့သိဒီဒဲဘုံထိနေခဲ့တာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်တွေ့ပါတယ်ကျွန်တော်ကဘေးကလိုက်ကြည့်တယ်ဆန္ဒပြပွဲမှာကလေးတွေပထွက်လို့ရှိရင်ဒီအားငယ်တယ်ထွက်ပါစေတခါစီကျတော့လိုက်ကြည့်ရတယ်ဒီအချိန်မှာကျွန်တော်မျက်ရည်ကျပြီပါ ်ညည်းုံကြပြီကလေးတွေရဲ့စီကံကြတာမှုသတိတကြရှိမှုကလေးတွေရဲ့တကယ်ပုံရိပ်ကောင်းဒီလူတောင်းတောင်းသိများစွာတွေဆန္ဒပြပြီးတော့ဒီဖို့ဘူးတစ်ခုခုရှိအောင်မှာသိမ့်ပြသွားတဲ့သူတို့ရဲ့စနစ်ကြမှုဒီစက်တွေရဲ့စနစ်ကြမှုဒီပြည်သူတွေရဲ့စီညီညွတ်မှုတွေတွေကိုပြသွားတယ်အဲ့ဒီအချိန်မှာရဲတပ်ဖွဲ့တွေကို သူတို့ကဒေါသမဖြစ်အောင်တကယ့်နိုင်ငံတကာစံချိန်ပြီးသူတို့ကထက်တော်ပိုလာလို့တော့အောင်းမေးရတယ်သူတို့ကညှိညှိနိုင်နိုင်နဲ့ပြည်သူရဲပြည်သူရဲဆိုတော့ရဲတွေကိုညှို့နေတဲ့အချိန်မှာလဲအဲ့ဒီရှေ့မှာရှိတဲ့ရဲတွေလည်းတကယ်ကိုရေထဲမှာမခံစားနိုင်တဲ့မျက်နှာတွေကျွန်တော်တို့လည်းတွေ့ရပါတယ်ပြည်သူတွေကလည်းတွားညှိပြီးတော့ခုနပြောတဲ့လူတို့ပြောပါတယ်အဲ့ဒီမြင်ကွင်းတွေကိုကျွန်တော်တို့လည်း ဒီတက်ချိုဒလီမှာကျွန်တော်တို့လည်းရှိပါတယ်ကျွန်တော်တင်တွေ့ခဲ့ပါတယ်တွေ့တဲ့အချိန်မှာကျွန်တော်မြေရောင်ကြားတယ်တစ်ခါလေပြန်ကားနဲ့သွားတယ်မီးပွိုက်မိနေတဲ့အချိန်မှာသန္တာပြတဲ့အဖွဲ့တွေကိုကြည့်ပြီးတော့ကျွန်တော်မြေရခဲ့ပြီးပါတယ်ကျွန်တော်စီတီအမ်မလုပ်ခင်အချိန်ပေါ့ရဲတပ်ဖွဲ့အကြီးကြီးသားစစ်တပ်ကလာတဲ့သူတရားမဟုတ်ဘူးဥပမာရဲချုပ်ရဲချုပ်တို့ဟိုဒီရဲမှုချုပ်တို့ တက်ဖွဲ့ဘူးလို့ရဲဘူးကြီးလို့သာကျွန်တော်တို့လိုင်းရနေပြီးတက်သွားတဲ့သူတွေဆိုရင်ဒီလိုပဲအလုပ်ခံမလဲဗျာဒါတပိတ္တတက်ကြီးပြေဗျာအာသာသိဒ္ဓစစ်တက်ကသိဒ္ဓလေးသာရှင်းဆုံးပြောရင်တော့လူကြီးမဆွမ်းသာဖြင့်ငါတို့လည်းသိခါကြပြီမိတို့ကိုပို့ပြီးတော့သိခါကြအောင်လုပ်မယ်ဆိုပြီးတော့စစ်တက်ကစစ်တက်ယူဒီဖောင်းနဲ့လုပ်တယ်ဗျာဘာဖြစ်လို့ရဲယူဒီဖောင်းဝဲလောက်ရတာကဲဘာဖြစ်လို့ဒီမုတ်ကောက်ကလောက်စစ်တက်ကစစ်တက်ယူဒီဖောင်းဝဲပြီးတော့ပဲ လို့အခုစစ်သားကိုစစ်သားကိုရဲယူနေပေါင်းဝေခိုင်းတယ်ဒါကအရှင်းဆုံးပြောနေတော့ဟိုဟိုအုံးပဲတုတ်လိုက်တာပဲလေဒီတိုင်းနဲ့သူတို့ကအပေါ်စီးရနိုင်နေတာပဲဒါပေမဲ့မဟုတ်ဘူးဗျဒီရဲတွေကိုပို့ချစ်သွားပါဆိုလို့ရဲတွေပို့ပို့ချစ်သွားတယ်ဆိုတော့ရဲတွေကိုရဲတွေကိုလည်းသူတွေမုန်းသွားအောင်ပြည်သူတွေရဲ့လုံးဝလက်မခံအောင်ကိုတဲ့သူတို့ရည်ရွယ်ချက်နဲ့သူတို့ကရဲပုံရိပ်ကိုပါတခါလဲဆွဲချတယ်ဆွဲချပြီးတော့ကရဲတွေကလည်း အဲမထူးတော့ပါဘူးကွာဆိုတော့အပေါကဖြစ်အောင်လို့သူတို့ကအဲ့လိုရည်ရွယ်ချက်နဲ့ရဲပေါ်ရင်ကိုပဲပါချလိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ရဲတပ်ဖွဲ့အကြီးအကဲတွေလည်းစစ်တပ်ကလာတဲ့သူတွေဆိုတော့ညှိခံနေတာပေါ့ဗျာတခြားသာဆိုရင်ဘယ်ညှိခံမလဲဒါဘာမဆိုင်ညမဆိုင်ထိုးချတာပဲကိုပုံရင်းနဲ့ကိုလုံးကြပေါ့ဟုတ်တယ်ပေါ့တခြားကိစ္စတွေကိုတော့ကျွန်တော် န်းစည်းခဲ့တာလုံဆောင်ခဲ့ရတာမရှိပဲနဲ့ကျွန်တော်ကိုဩစတြေးလျနိုင်ငံသားပြည်ဝေးတံပိတောက်တန်းနဲ့ကိုကျွန်တော်ကိုစစ်ကြောရေးတာဝန်ကျွန်တော်ကိုပေးပါတယ်အဲ့ဒါကိုကျွန်တော်ဖန်စီပီအချိန်ကနေပြန်တစ်စက်ဖန်စီပီတဲ့နောက်ပိုင်းမှာမှကျွန်တော်ကသွားရောက်ပြီးတော့မှ CID တက်ဖွဲ့နဲ့တော်ရောက်ပူးပေါင်းပြီးတော့ကျွန်တော်စစ်ကြောရေးလုပ်ခဲ့ရပါတယ်။လုပ်တင်ရင်းနဲ့ပဲမပြီးသေးတဲ့အချိန်မှာကျွန်တော်စီဒီအန်ဝင်ရောက်ခဲ့တာ တခြားနိုင်ငံရေးပါတီအတီးတီးရသူပုဂ္ဂိုလ်တွေတခြားပုဂ္ဂိုလ်တွေကိုကျွန်တော်ဖမ်းဆီးခဲ့ခြင်းကျွန်တော်ဟိုစစ်ဆီးခဲ့ခြင်းကျွန်တော်မလုပ်ခဲ့ရပါဘူးကျောင်းသားတော်ကိုဒီပြုတ်ဝဲအဥပဒေနဲ့တရားဆွဲဖို့အတွက်ကိုသူတို့ပြင်ပြင်ဆင်ကြတယ်အဲ့ပါတယ်ပဲကျွန်တော်တက်ကတယောက်ကိုကျွန်တော်ပြောတယ် ခုရှောင်းတာတာကိုတရားဆွဲတာဗာနဲ့တူလဲလို့ဆိုတော့ကိုကတော့ပါရဲ့ဗျာကိုဝင်တယ်ကပြီးပွားကျင်လို့ပြီးပွားဖို့အတွက်ကိုကျွမ်းကျင်တဲ့ဆရာဝင်ကိုပြီးပွားခွင့်သွားတောင်းပြီးသူ့ကိုယ်တိုင်သွားတာအဲ့ဆရာဝင်ကပြီးပွားပေးလိုက်ပြီးပွားပေးလိုက်တော့အဲ့ဒီပြီးပွားပြီးတာလေလုတ်ဝေးလေလုတ်ဝေးရသေးတယ်အဲ့ဒီပြီးပွားတဲ့သူကဆရာဝင်ကိုကအိမ်ဒီပြည့်စင်မှုနဲ့တရားဆွဲသလိုပဲ စီဝါရေးအကြံပေးခြေလာမစီဝါရေးအကြံပေးပါဆိုမှနိုင်ငံတော်ကစီဝါရေးအကြံပေးက နိုင်ငံတော်စာရွက်စာတမ်းတွေသူ့မှာရှိမှာပေါ့သူ့ပေးဖတ်ပြီးတော့မှသူနားလည်မှအကြံပေးလို့ရမှာလीအဲ့ဒီနိုင်ငံတော်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေသူ့စီပိုင်းတွေ့လို့ပါဆိုပြီးတော့သူ့လက်တော်တွေကတွေ့လို့ပါဆိုပြီးတော့ဒီလျှို့ဝှက်ချက်ဥပဒေကိုဖောက်ပြတယ်လို့ဒေါ်အောင်ဆန်းစုကြည်ရတဲ့ပေါင်းလုပ်တယ်လို့ဆိုပြီးသွတ်ဆွဲတော့ ျွန်တော်ကမထွက်လာခင်တည်းကကျွန်တော်အဲ့စကားပြောတာမားနေပြီတဲ့လို့ဒီဒီ OG ကိုပြန်ပြီးတော့ကာယီဒီပျက်စီးစေမှုနဲ့အမှုဖွင့်တယ်လို့ဖြစ်ပဲလို့ဆိုပြီးတော့ပဲကျွန်တော်မှတ်ယူပါတယ်ဒီကျွန်တော်သိခဲ့ရတယ်ပေါ့ဗျာဒီလိုစစ်တော်ကတော့နေပြီးတော့ဗတာဝေတန်းဆောင်မှုတော့မရှိဘူးဒါပေမဲ့ဒီပြည်တော်ကတချို့ပြန်ကြားတာလေးတွေတော့ရှိတယ် ကြည့်တယ်ဆိုတာကသူ့ရဲ့အနီးကပ်လုံခြုံရေးအဖွဲ့ကအဖွဲ့ပေါ့နော် လုံခြုံရေးအဖွဲ့ကဒီဘက်ကျွန်တော်တို့တရင်တက်ဖွဲ့အောက်မှာပဲရှိတာပေါ့ SBI အောက်မှာပဲရှိတော့ SBI ဒုတက်ဖွဲ့ဘူးကိုယ်တိုင်သွားပြီးတော့မှဒီညဘက်မှာသူတို့ရဲ့လက်နက်တွေလဲပေးမလို့ပါလို့နဲ့အနီးကပ်အဖွဲ့ရဲ့လက်နက်တွေကိုသွားသိမ်းနေသွားသိမ်းနေသွားသိမ်းတဲ့အချိန်မှာအချို့ကြတော့လည်းမကြည့်နိုင်ကြဘူးဒါပေမဲ့သူတို့ရဲ့ကြီးဆုံး တဲမူကြီးကိုယ်တိုင်ကကိုဘက်ကစစ်သားပဲလေစစ်သားပဲစစ်သားဝူဝူကပိုက်ပိုက်ထားတော့ထိတာပေါ့ဗျာစစ်သားပဲလေစစ်သားပဲဆိုတော့စစ်သားစစ်သားချင်းသူ့အကြံစီနဲ့သူဖြစ်တော့အေးမင်းတို့အဲ့တစ်ထပ်ဒီပေးလိုက်ဆိုတော့ပေးရတာပေါ့တချို့တည်းကျတော့ဒီအနီးကပ်တအားချိတဲ့သူတွေကတော့ကြည်တတ်ကြည်တတ်ကြဘူးလို့တော့ကြားတယ်အဲ့ဒီအနီးကပ်အဖွဲ့တွေလည်း တချို့တွေတော်တော်များများလဲစီပြန်နေဝင်ကြတယ်လို့ကြားတယ်သူလွတ်မြောက်သွားတဲ့သူတွေကစီပြန်ဝင်ကြတယ်လို့ကြားတယ်ခုနတအားပြစ်တခတ်တာဒီကယုံကြည်ရောက်တော့မကြားလိုက်ဘူးဒီဟာကသူတို့ကျွန်တော်တို့ကအစ်င့်နဲ့အထက်အရာရှိနဲ့ပုတ်ချောရတာ哦အဲ့တော့အထက်အရာရှိကတနက်ပြေးလိုက်ဆိုတာသူကစော်ကြိုတည်ပြီးတော့သူတို့စီမံပြီးတော့ညလောက်ထဲကသွားတိတ်ထားကြတယ်သူကြည့်ရပါ ဖမ်းတဲ့လူ hari တော့မကြပါဘူးထိန်းထားတဲ့တပ်ဖွဲ့ဝင်သူတို့ဗျာဒီအကန့်အသတ်နဲ့ထားတယ်လို့ပုံစံမျိုးတွေရှိမှာပေါ့တချို့ဆိုစိတ်ညစ်လို့ရက်တောက်ပြီးတော့တည်သွားတဲ့အရာရှိတွေတော့ရှိတယ်ဒီအကျေချုပ်ပုံစံမျိုးတွေဖြစ်မှာပေါ့